အပြည့်ပြည့်ဆိုင်ရာတရားစီရင်ရေးနဲ့တရားစီရင်ခံရတာကနေအပြန်အလှန်ကောက်ွယ်ပြီးအင်မစစ်ကောင်စီနဲ့ရုရှားတို့သဘောတူစာချုပ်လက်မှတ်ထိုးခဲ့ရလို့စစ်ကောင်စီပြန်ကြားရေးဌာနကမေ25မှာထုတ်ပြန်ထားပါတယ်။73ကြိမ်မြောက်စင်ပီတာစ်ဘတ်အပြည့်ပြည့်ဆိုင်ရာဥရီရေးရာဖိုရမ်ကိုတော်တက်နေတဲ့စစ်ကောင်စီခန့်ဝင်ကြီးနဲ့ပြည်အောင်စုရှင်းနေချုပ်ဖြစ်သူဒေါက်တာတီရာဦး ရုရှားတရားရေးဝန်ကြီးတို့စာချုပ်လက်မှတ်ရေးထိုးခဲ့ကြတာပါသူတို့ကတော့နိုင်ငံသားများအပြည်ပြည်ဆိုင်ရာတရားစီရင်ရေးအလွဲသုံးစားပြုလုပ်ရေးတရားစီရင်ခြင်းမှာအပြန်အလှန်ကာကွယ်ပေးခြင်းဆိုင်ရာသဘောတူစာချုပ်လို့ဆိုပါတယ်ပြီးတော့အဲ့ဒီသဘောတူစာချုပ်နဲ့လောက်ထုံးလုံလေးဆိုင်ရာနောက်ဆက်တွဲစာချုပ်ကိုလည်းဒေါက်တာတရားဦးနဲ့ရုရှားနိုင်ငံရှင်းနေချုပ်တို့လက်မှတ်ထိုးခဲ့တယ်လို့ထုတ်ပြန်ထားပါတယ် မေလ19ရက်နေ့ကနေ22ရက်နေ့ထိ St. Petersburg မြို့မှာလုပ်နေတဲ့73ကြိမ်မြောက် St. Petersburg အပြည်ပြည်ဆိုင်ရာဥပဒေ Forum မှာဒေါက်တာတီယာဦးတက်ရောက်ခဲ့ပြီးအပြည်ပြည်ဆိုင်ရာ Cyber ပြစ်မှုများအားတိုက်ဖျက်ခြင်းခေါင်းစဉ်နဲ့ဆွေးနွေးပွဲမှာနိုင်ငံဖြတ်ကျော်ဥပဒေရေးရာဝန်ဆောင်မှုလုပ်ငန်းနဲ့ ဥပဒေရေးရာကိစ္စတွေဆောင်ရွက်ရမှာငယ်တု AI နည်းပညာကိုလည်းထည့်သွင်းစစသင့်တယ်လို့ပြောခဲ့ကြောင်းထုတ်ပြန်ထားပါတယ်။ရုရှားသမ္မတပူတင်နဲ့ကလေးငယ်ခွင့်ရေးဆိုင်ရာရုရှားကော်မရှင်နာယူကရိန်းကိုရုရှားချူချော့ဆက်ဆင်ရွက်ရာမှာတာဝန်ရှိခဲ့တဲ့ကာကွယ်ရေးဝန်ကြီးဟောင်းအပါအဝင်စက်တက်ထိပ်ပိုင်းခေါင်းဆောင်၄ယောက်ကိုလည်း ICC ကဝရမ်းထုတ်ထားပြီးမြန်မာစစ်ကောင်းဆောင်မင်းအောင်လံကိုလည်းဝရမ်းထုတ်ပေးဖို့ ICC ရှင်းနေချုပ်ကတရားရုံးမှာတင်ပြထားပါတယ်။